မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဤအနေရဲ့များလာသောကစားပွဲစစ်အုပ်စုသည်ဘီကျင်းမှညွန်ကြချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကောက်ွက်ပေးရန်နှင့်ဝင်ဝေရရရကြောင်းလည်းဖြစ်နေသည်ကတကြောင်ယခုအခါလက်နက်ကိုင်းများဒရုန်းများစစ်သင်းပေါ်များစက်တပ်ပါရာဂလိုက်တာများနှင့်ကျင်းနီစီမံကိန်းများရှိရာလက်ပတောင်တောင်နှင့်ကျေးစင်တောင်တပ်ထုတွင်များရှိရာစုပြုံရောက်ရှိလာကြပြီဖြစ်သည် မြန်မာစစ်တပ်သည်တရုတ်၏မျက်နှာသာအပိခတ်ရဖို့အတွက်ကြမ်းကျင်နိုင်ကြံရမ်းကျင်နိုင်ရန်ဖို့ဖွင့်မလေးကြတော့ရနက်ကိုင်စစ်သားများကလည်းရွာများကိုမီးရှို့လူရက်လေးချောင်းမှပြစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမျိုးများကိုရှင်းပေးနေကြသည်မြန်မာဝက်စနက်၏အစီအစဉ်ခန်းစာအရ2022ခုနှစ်နဲ့2023ခုနှစ်တွင်ကြေးရွာပေါင်း22ရွာကိုမီးတင်ရှို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်။ထို့တွင်တရုတ်ကုမ္ပဏီဝန်ပေါင်းသည်ယင်းနေရာကို34.82ကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့သည်။ဇကိုင်းတိုင်းအတွင်းရှိတတိယမြောက် တကောင်းတောင်နှီးကဲတတ်ထုတွေအားအမျိုးသားညီညွတ်ရေးအစိုးရတမျှကထိန်းချုပ်ထားနိုင်ခဲ့သည်တရုတ်ပြည်အနာသိမ့်ပြီးချိန်ကစပြီးယခုတည်းယင်းနှမြုံနယ်လာခဲ့ဒီမှာဒေါ်လာတန်930အထိရှိလာပြီဖြစ်သည်ဒေသခံများကလည်းဘေးလွတ်ရာတရုတ်ပိုက်လိုင်းကြီးများအနီးတွင်ခိုးလုံနေကြပြီဖြစ်သည်ပပလဲတွင်မိုင်းများချထား၍ထိခိုက်သေးခြင်းမှုများရှိလာနေသည်ထိုပိုက်လိုင်းကြီးများသည်ရန်ပြဲကျော်နှင့်မရီကျော်တို့မှသွေတန်းလာခြင်းဖြစ်ပြီးပထမတစ်ခုသည် အရမန်ပင်လယ်ရှိတဘာဝတက်ွင့်များတည်ဆောင်ပေးပြီးဒုတိယပိုက်လိုင်းသည်အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေသည်တရုတ်ဘက်ကခီးရှေမိုင်ပေါင်း1200ခန့်တပ်သားသွားတော်လဲစေအုပ်စုအဖို့ကနိုင်ငံတွင်ရှိလျှက်စစ်တပ်အလုံးလုံးလောက်လောက်မရရှိသည်လူတို့၏ရှုံချလောင်ပြောင်စရာဖြစ်နေခဲ့သည်တရုတ်တို့ကဓာတ်ငွေပိုက်လိုင်းတစ်လျှောက်စက္ကန်းလေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေသည်ဟုသိရသည် အဆိုပါပိုင်လိုက်များသည့်တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းမစီမံကိန်း၏တစိမ့်တစ်ပိုင်းဖြစ်ပြီးရှီချင်းပင်ကပင်၎င်း၏ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတေကထိတ်တန့်ဦးစားပေးဟုဝင်ပြောဆိုထားပြီးဖြစ်သည်ဤသည်ကပင်၎င်း၏မြန်မာတိုင်းနိုင်ငံလုံးကိုမြည်သို့ကင်ပွဲရမည်အပေါ်သဘောထားလမ်းညွှန်ချက်တရက်ဖြစ်လာသည်သို့သောတရုတ်မှအပေါ်ထက်အဆောက်အုံများကိုအသားတွေကလောက်ထွက်သည့်စစ်အုပ်စုကိုအားပြုပြီးမြမမြေပေါ်တွင်တိုးချဲ့နေမှုသည်၎င်းတို့အတွက်အနာဂတ်တွင်ရင်မအေးစရာဖြစ်လာသည် အကဲ၍ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးအမေရိကန်နှင့်ဆစ်ဖြစ်လာပြီးဆိုကာထိုးပိုက်လိုက်ညသည်အမေရိကန်လေတပ်၏ပထမဆုံးတိုက်ခိုက်ချေမှုန်ခြင်းကိုမလွဲမသွေခံရတော့မည်ဖြစ်သည်လောလောဆယ်တွင်တရုတ်တို့ကမထည့်ရမကန်ရက်စရာဖြစ်စည်းတစ်ခုသပွဲသဘောထားနေတော့လေထိုးပိုက်လိုက်များဖြတ်တန်းရသည်ဂျီရင်းစစ်မီကြီးအရှိန်တကြီးကြီးတောက်လောင်ရဒေသဖြစ်နေသည်တရုတ်သည်စစ်အုပ်စုအားဒေါ်လာတန်250ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီး ဖြစ်တော်လဲ၎င်းတို့ဖြစ်စေခြင်းတလို့ထိခိုက်မှုမရှိဖြစ်နေ၍၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတက်သားများဆေလွတ်ပေးရသည့်အထိရုပ်ပြင်စင်ပြက်ဖြစ်လာနေသည်တရုတ်တို့မြန်မာပြည်ပေါ်တို့ထို့သို့ကျူးလွန်လာနေမှုအတွက်လူမှုမှပိုက်လိုင်းများကိုဖောက်ခွဲပစ်ရန်အထိဒေါသတကြီးတောင်းဆိုလာနေသည့်အတွက်ဒေါ်လာရေးအုပ်စုများကထိန်းသိမ်းသိမ်းသိမ်းကင်တွဲနေရသည်ဤဒီကိုရိတ်စားမိသောဘီဂျင်းသည်လည်းစေအုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတဆင်ဒရုန်းနှင့်ထောင်လိုင်းရင်းနည်းပညာများလူတလောက်ပံ့ပိုးပေးလာနေသည် ရခိုင်ပြည်နယ်တွင်တော့ပိုင်လိုင်းအားတနည်းအားမှလွယ်၍ကြံအပိုင်းများကိုအရကတက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေသည်။ပိုင်လိုင်းများမှဓာငွေခွဲရန်ပေးနေသည့် off take စခန်းများအားလည်းဒေါ်လာရေးတညာကသိမ်းယူထားပြီးဖြစ်သည်။တရုတ်ကောင်းဆောင်များအဖို့အိတ်မပြောစားမဝေရတတ်မအေးစရာဖြစ်နေသည်။၎င်းတို့၏အနာဂတ်စည်ရေးရည်မှန်းချက်များအတွက်ထောက်ပံ့ရည်လမ်းကြောင်းများသည်ပြီးသူများခံမှန်း၍မရသောဒေါ်လာရေးတညာ၏လက်ဝယ်တွင်ရှိနေပါလားဆိုသည့်အတွေးများကြောင့်ပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည်မြန်မာနိုင်ငံအတွင်မတည်ငြိမ်မှုများကိုစစ်အုပ်စုမှကင်ခွင်နိုင်လိမ့်မည်ဟုရှော့တွက်ခဲ့ရမှာချင်းတယ်လို့ဖြစ်မလာပဲမခံမနိုင်သည့်အရှုပ်အထွေးများကြားရောက်လာနေပြီဖြစ်သည်ကိုကန့်ဒေတာတွေလည်းကိုမွေးသည့်မြောက်ကိုပြန်ခြောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငယ်နှင့် လောက်ကင်တွင်ထွက်ပေါ်လာခဲ့သည့်နမူနာများလည်းရှိနေသည်ရှင်းနေတွင်ပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရသည့် မိမိသားစုဝင်အားလုံးကိုတည်တံ့ပေးလိုက်ပြီးဖြစ်သည်။ထိုအရေးကိုဖြည့်ရှင်းရန်နှင့် online ငွေလိမ်ကိုင်းများ၏ကြံ့ရပါဖြစ်နေသောစေအုပ်စုအားသင်ငန်းစာပေးရန် MNDAA ကိုမီးစိမ့်ပြလာသည်။ MNDAA သည်လည်းအခွင့်ကောင်းယူကညီနောင်သုံးဖော်မဟာမိတ်အဖွဲ့နှင့်အတူလာရှိုးအထိတက်သိမ်းပစ်ခဲ့သည်။စေအုပ်စုပြိုလဲတော်မူအကြောင်းကြောင့်တရုတ်တို့ချိန်မကန်ပြီးလက်မကန်ပြီးဖြစ်လာက MNDAA ခေါင်းဆောင်ကိုပြန်ပေးစွင့်ချက်လီပြက်စနစ်နဲ့အကုန်ပိတ်ဆို့ကလာရှိုးကိုပြန်ပေးရသည့်အထိအကြက်ကင်ခဲ့သည်။ တရုတ်အစိုးရသည်မြင်ရောက်လိုက်အားနိုင်ငံအကြီးအကဲအဖြစ်အတိမတ်လည်းမပြုဒန်းတူရီတို့လည်းမဆက်ဆံခြင်းသို့သောအခြေမလားဖြစ်လာနေသည်ကိုမြင်တွေ့လာရ၍2024နိုဝင်ဘာလတွင်မဲခေါင်အစီအွေလာတက်ဆိုကပြည်ဝင်ခွင့်ပေးလာခဲ့သည်စစ်အုပ်စုအားအရေးရှင်းမရှိမှန်သိတော်လဲအာနာရှင်များဖြစ်၍လည်းတော်လန်ရေးအုပ်စုများထက်ပို၍အသုံးဝင်မှန်ကျုံနံဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြပြီလည်းဖြစ်သည်ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်ထုနှင့်ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြသည် ထို့သောကချင်တို့ကအလျှော့မပေး၍ဆွေးနွေးရဖို့အတိဖြစ်လာခဲ့သည်တရုတ်သည်ထို့သောအခြေအနေများကြားမှမြန်မာနိုင်ငံတွင်ရေအားလျှက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားသည့်6ဖြူရေနှက်စိတ်ကံအတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြန်သည်မြန်မာထာလန်ဖောက်လုပ်ရေးစီမံကိန်းအတွက်ဒေါ်လာ8.9မီလီယံမြှုပ်နှံဖို့ရှိနေသည်လက်ရှိတွင်မြန်မာသည်အချုပ်ချာအာဏာပိုင်သေးလာဟုမိစရာဖြစ်လာသည်တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်များစွာအကြွေးတင်နေသည် မြန်မာရှိနိုင်ငံရေးသမားများလည်းအထုတ်လိုက်ခွဲ၍ကွန်မြူနတီပါတီဗဟုသင်္นานကြောင့်တွင်သဘောတရားရေးသင်္นานတက်နေရသည်ကံယူတန်းရေးတက်စခန်းသည်လည်းတရုတ်ရေးတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေကြပြီဖြစ်သည်လက်ရှိတွင်အပြည့်ခက်ရက်စက်ရေးအမကူတော့ပဲတရုတ်သည်ရွေးကောက်ပွဲလှုပ်ခိုင်းလာသည်စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုသည်ကလည်းတရုတ်တို့နားလေလွယ်သည့်အတိုက်ခံမရှိသောရွေးကောက်ပွဲမျိုးဖြစ်သည် တရုတ်တို့စီမံနေသည့်ကတရားဝင်အစိုးရပုံစံအယောင်ချဲ့ပေးပြီးကံမကောင်အကြောင်းမလားဖြစ်နေရှာသည့်မင်းအောင်လိုက်ကိုဖေရှားနိုင်ရန်ကြံစီနေခြင်းဖြစ်သည်၎င်းတို့၏ဝင်ရောက်ဆွတ်ဖက်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာသောပြဿနာကိုပိုမိုရှုပ်ထွေးလာတော်မူဖြစ်သည်ဆလပင်စစ်သားစုဆောင်ထားသူတွေကိုစစ်ကောင်စီကလူသားတိုင်းသပွဲတုံးနေတာမို့ရတဲ့နည်းနဲ့တော်လန်ရေးအင်အားစုတွေစီပူပေါင်းဖို့ NUG တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ာနာသိန်းစစ်ကောင်စီတပ်ကပါရမစစ်သားစုဆောင်ထားတဲ့စစ်မှုရတပ်သားတွေကိုလူသားတိုင်းသဖွယ်ရှေ့တန်းမှာအတိခံခိုင်းနေတယ်လို့ဖမ်းမိစစ်ကောင်စီတုံ့ပန်းတွေဟာဆိုရင်လေအတိစိတ်ခင်းမဲ့တဲ့အထိမူရစ်စေဝါတုံးဆွဲထားကြသူတွေပါဝင်နေတာတွေ့ရကြအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ် ဒါကြောင့်အာရမစစ်သားစုဆောင်ခံကြရသူတွေအနေနဲ့မူးယစ်ဆေးဆွဲပြီးရှေ့တန်းမှာအသက်သေခံကြတဲ့အထိမမိုက်မဲပဲရာယာနီနဲ့တော်လန်ရေးအင်အားစုတွေစီပူးပေါင်းကြဖို့တိုက်တွန်းပြောကြားလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားတဲ့အစီအစဉ်ကိုဒီကနေ့အောက်တိုဘာ၁ရက်မှာပြုလုပ်ခဲ့ရာဦးနေဖုံးလက်ကလက်တလောတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကိုအခုလိုထည့်သွင်းပြောကြားခဲ့ပြီးစစ်မှုထမ်းတပ်သားအစ်တွေပြည်သူ့ဘက်ပူးပေါင်းလာဖို့ထပ်မံတိုက်တွန်းခဲ့တာပါ။ ကက်ချင်းတရင်နဲ့ရခိုင်အပါဝင်တော်လန်ရေးအင်အားစုတွေစီကိုအလင်းဝင်ကြတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လန်ရေးအင်အားစုတွေဖမ်းမိခဲ့တဲ့စစ်တုံးပန်းတွေရဲ့ထွက်ဆိုချက်မှလည်းစစ်ကောင်စီတပ်ဟာစစ်မှုရန်တပ်သားတွေကိုရှေ့တန်းစစ်မြေပြင်မှာအသေးခံတိုက်ခိုင်းနေတာစစ်ကောင်စီအရာရှိတွေအပါဝင်စစ်ကောင်စီတပ်သားတွေမူးယစ်ဆေးတုံးစစ်တိုက်နေတာတွေရှိတယ်လို့ပြောကြားခဲ့ပါတယ်ဦးနေဖုံးလည်းရဲ့တရင်စကားပြောကြားမှုအစီအစဉ်မှာဗမောက်တိုက်ပွဲအောင်မြင်မှုနဲ့ပတ်သက်ပြီးလဲဂုံပြူချောင်းပြောကြားခဲ့ပါတယ် စကိုင်းတိုင်းအတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝိုင်းဖက်ထိန်ချုပ်ထားတဲ့မြို့တွေတဲကမှကတားခရိုင်ဗမောင်းမြို့နယ်ဗမောင်းမြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကော်ကဲဦးဆောင်မှုနဲ့စက်တင်ဘာလ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ20ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တာပါဒီတိုက်ပွဲမှာမိမိတို့ရဲ့အသက်ကိုပဓာနမထားဘဲရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်အပေါင်းကိုအထူးဂုဏ်ပြုကြောင်းပြောလိုပါတယ်မြင်းမြတ်စွာကြာဆုံးခဲ့တဲ့ရဲဘော်6ဦးကိုလည်းလေးမြတ်စွာနဲ့ဦးမြတ်အလေးပြုပါတယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ရဲဘော်များလည်းအမြန်ဆုံးသက်သာပျောက်ကင်းကြစေဖို့မြစ်တာပို့တာလိုက်ပါတယ်လို့ဦးနှိဖုံလက်ကပြောပါတယ်။ဗမောက်မျိုးတိုင်တိုက်ပွဲသားမကနိုင်ငံအနှံ့ကတိုက်ပွဲပေါင်းများစွာမှာရှေတန်းကနေတိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖတ်တပ်ဖွဲ့ဝင်တွေတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ဝင်အလုံးရဲ့ရဲစွမ်းတပ်တီနဲ့တိုက်ခတ်ရေးစွမ်းရည်တို့ကိုလည်းအတိမတ်ပြူချောင်းပြောကြားခဲ့ပါတယ်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ကြဆုံးပြီး Federal Democracy စနစ်ထွန်းခါရေးအတွက်အသက်ခံတာကိုလက်အင်ကပေးဆက်ဆွလုပ်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်အပေါင်းတို့ရဲ့ကျေးဇူးခွန်ကိုလည်းမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးအမြတ်ထားတိမတ်ဥညွတ်ကြောင်းဦးနေဖုံလက်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ဗမာမျိုးတိန်တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာနဲ့အဖွဲ့တွေဟာလည်းကြာယာနီယာကနေဖူးပေါင်းပါဝင်တိုက်ပွဲဆင်ခဲ့ကြတယ်လို့အခြားသောစစ်စင်ရေးတွေကလည်းဟန်ချက်ညီဖော်ဆောင်ခဲ့တယ်လို့ပြောပါတယ်။